မင်္ဂလာပါငရံငါလေးကိုမကြည့်အောင်ချက်ပြပါမယ်နော်ရန်ကုန်လုံးလက်ချက်ပြပါနော်ရန်ကုန်စတိုင်ချက်ပြပါအရင်ဆုံးငါးတွေကိုတေးချလေးရေစေးတန့်စင်လိုက်မယ်ပေါ့နော်မကြည့်သေးနဲ့စားနဲ့ပေါ့နော်ပုတ်လိုက်ရတယ်သမယာသီးနဲ့ပုတ်လိုက်ရတယ်ပေါ့နော်အဆင်ပြေလို့ဆေးလို့ရပါတယ်ပြီးရင်တော့ဆိုလို့စရက်တက်မယ်ပေါ့နော်စရက်တက်ဖို့အတွက်ကြတော့ကျွတ်နေရဲ့ကျွတ်ဖြူရဲ့နောက်ပြီးတော့အယောင်တင်မောက်ရဲ့ကို ထောင်းထားပေးမှာဖြစ်ပါတယ်ဒါလေးစစ်သက်လိုက်မယ်စီလေးတွေမွေးလာပြီးကျွတ်တွေနုံးလာပြီဆိုလို့ချင်းဆိုတော့ခုနငါးရေးစေးထားတာတွေကိုထည့်ပြီးတော့သီချာလေးမွေးပေးလိုက်မယ်ပေါ့နော်ငါးလေးတွေကိုတင်းသွန်းအောင်လို့အရင်ဆုံးစစ်သက်လိုက်တာဖြစ်ပါတယ်ငါးလေးတွေကိုစစ်သက်ပြီးတော့ဆိုတော့အရသာထည့်မယ်ပေါ့နော်အရသာကိုကြတော့စားထည့်ပါမယ်ဟင်းချုံမုတ်ထည့်ပါမယ်တကယ်ကျွန်တော်ဟင်းချမမစားရင်လည်းဟင်းခမုတ်ထည့်လို့ရပါတယ်အဆင်ပြေလို့ထည့်လို့ရပါတယ် ပြီးရင်တော့ခနားလောက်လေးဆိုတော့အဖုံးအုပ်ပြီးတော့လုံထားပေးလိုက်မှာဖြစ်ပါတယ်အဲခနားလေးပဲထားပါတော့ခနားလောက်နေပြီဆိုလို့ရှိရင်ဆိုတော့ရေနည်းနည်းထည့်မယ်ရေအားကိုလိုသလောက်ထည့်လို့ရပါတယ်အရန်ချိန်လည်းမထည့်နဲ့ပါတော့ပြီးလို့ရှိရင်ဆိုတော့ခနားလောက်ပြန်အုပ်ထားပေးမယ်ခဏတော့ပြန်အုပ်ထပ်ပြီးပြီဆိုလို့ရှင်တော့မကြီးကြီးလေးထည့်မယ်ပေါ့နော် အချင်းလေးပါတော့ကြတော့အဟိတတာတာပေါ့နော်မကြီးကြီးလေးထည့်မယ်ပြီးရင်မဆလာထည့်မယ်ပေါ့နော်မဆလာကကြတော့ ရန်ကုန်ဘက်ကတော့တော်တော်တုံးနေပါတော့เนาะအဲ့လိုမျိုးလေးပင်ရှင်နန်လေးခတ်ပါမယ်အဲအခုဆိုရန်မွေးတဲ့ငါးဟင်းလေးရပါပြီတော်တော်စားကောင်းပါတယ်အနောက်ပြေပါတယ်ပေါ့နော်မကြီးသေးလေးပါတော့ရှင်းဖြုံဖြုံလေးပေါ့နော်လက်ချက်စားကြည့်ပါကျေးဇူးပါရှင်